မင်္ဂလာပါပရိသတ်ကြီးတို့မင်္ဂလာပွဲတွေဆိုတာဟာလူတိုင်းအတွက်တော့ပျော်စရာအကောင်းဆုံးပွဲတွေကတစ်ခုပါတပွားလုံးစားအမရစီမင်းအမတ်တရားတွေကိုဖန်တီးတဲ့ပွဲလို့လည်းပြောလို့ရပါတယ်ဒါပေမဲ့လည်းပရိသတ်ကြီးတို့သိတဲ့အတိုင်းအရာရာတိုင်းဟာအမြဲတမ်းတော့စီစဉ်ထားတဲ့အတိုင်းဖြစ်လာလိမ့်မရှိပါဘူးတေချာစီစဉ်ထားပြီးပြပြဆုံတဲ့နေ့ကလေးဟာအရန်ကုန်မှာဆူဆူဝါးဝါးတွေဖြစ်ပြောင်းလဲသွားတာမျိုးတွေလည်းရှိတတ်ပါတယ်ဥပမာအားဖြင့်မင်္ဂလာပွဲအတွက်စီစဉ်ထားတဲ့အဝတ်အစားတွေပွဲတက်မနေကြမှအဆင်မပြေတာမျိုးပါ ဒီတစ်ခါမှာတော့ကင်မရာတွေကနေပြီးတော့မှတ်တမ်းတင်မိထားတဲ့တလွေဖြစ်စုံမိင်္ဂလာပွဲများအကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အမတ်တေဓလိကားထဲမှာပြိမိနေတဲ့ဒုတို့သားတစ်တိုင်းဘယ်ရင်ဘတ်တက်ဟာသူ့ဘဝရဲ့ချစ်ဆုံးမျိုးသမီးလေးကိုလက်ထပ်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါရီ။သူကရှောက်လန်းလေမှာရှောက်ပြီးတော့သူ့မျိုးသမီးလေးကိုချက်ချောင်းမှာတွေ့ကျင်နေခဲ့ပါရီ။ဒါပေမဲ့လေကင်ဂျမာကတော့သူ့တွေအခြားစီစဉ်တစ်ခုရှိနေပုံပါပဲ။မင်းလာခန်းတော်မစခင်မှာဘယ်ရင်ဟာ သူရင်ဒရိုသားရန်တိုက်နဲ့အတူဟိုတယ်ရဲ့ဓလေကားတစ်ခုထဲမှာပြိမိနေခဲ့ပါတယ်။ဓလေကားမချင်မဲ့ဘဲနဲ့လှုပ်ဆောင်ချက်မှိုင်းသွားခဲ့ပါတယ်။ဒါပေမဲ့ဘယ်ရင်ဟာတတီငိမ့်မဲရှိနေခဲ့ပြီးတော့သူမိသားစုကိုဖုန်းနဲ့ဆက်သွယ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့သမီးလေးကိုစိတ်မပူစေဖို့အတွက်မပြောဘူးမှားထားပါတယ်။ချိန်နှင်းငယ်ကြာပြီးမှမိသက်တစ်ဖွဲ့ဟာလာရောက်ကယ်ဆယ်ခဲ့ပါတယ်။တနအီတွင်မှပဲဘယ်ရင်နဲ့သူတို့တိုက်ဟာဓလေကားရဲ့ကနေလွတ်မြောက်လာပါတယ်။ မင်္ဂလာခန်းနောက်ကိုနောက်ကြမှာရောက်လာပြီမိမင်္ဂလာပေါ်ရပါနောက်ရှက်မှမရှိပဲအောင်မြင်စွာပြီးဆုံးသွားခဲ့ပါရီဒါဝိမဲ့လည်းနောက်ကြမှာရောက်လာတဲ့အတွက်တို့ရဲ့တပ်ပုံရိုက်မဲ့အစီအစဉ်ကိုတော့ဖြတ်လိုက်ရှာပါရီဟိုဘက်ကတော့တောင်းမန်တဲ့အနေနဲ့ရှော့စီးပြီးခဲ့ပါရီနမနေ့စကူတာနဲ့မင်္ဂလာဘွဲကနေပြန်လာကြတဲ့ဇနီးမောင်နေတချို့မင်္ဂလာဘွဲတွေဟာရှေးရိုးဆန်ပါတယ်ဒါပေမဲ့တချို့မင်္ဂလာဘွဲတွေကြပြန်တော့လဲစွန်စားကန်းထွက်ရတယ်လို့ပါပဲ အခုဇနီးမောင်နှံရဲ့မင်းလာပွဲကနေပြန်လန်းခီးဟာသူတို့ထင်တဲ့အတိုင်းဖြစ်မလာခဲ့ပေမယ့်အမေရဆရာကောင်းခဲ့ပါရီသူမရဲ့လပဆောင်မင်္ဂလာဝတ်ဆောင်ကိုဝတ်ဆင်ပြီးဖြစ်တဲ့သူတို့သမီးနဲ့သူမရဲ့သူတို့သားဟာသူတို့ရဲ့မင်္ဂလာပွဲကနေလျှက်စစ်စကူတာလေးနဲ့ထွက်ခါဖို့ဆုံးဖြတ်လိုက်ကြပါရီကြည်ဟာတလောက်ကတော့တာဟာပြောဆရာကောင်းပြီးထူးခြားတဲ့မင်္ဂလာပွဲအပြန်လန်းပါပြီဂျိုင်းမဲ့သူတို့အတွက်အနေများလာတခုကအုတ်ထုတ်တွေမဆောင်ကြတာပါပြီသူတို့သားကရှေ့ကနေမောင်းနေပြီးတော့သူတို့သမီးကတော့နောက်ကနေထိုင်လိုက်လာပါရီသူတို့အဆင်ပြေပြေသွားနေတော့မှပဲ အရှိန်တိန်တားတုံးပေါ်ကနေဖြက်မောင်းတဲ့ချိန်သူတို့သမီးဟာစကူတာပေါ်ကနေပြုတ်ကျသွားခဲ့ပါရီသူတို့သားကတော့ပြုတ်ကျသွားတော့ကိုမသိပဲရှေ့ကိုဆက်ပြီးတော့မောင်းသွားခဲ့ပါရီဘီနာကလူတွေကတော့သူတို့သမီးနာကိုပြေးပြီးတော့လာကြည့်ကြပါရီကဲကောင်းနာကသူတို့သမီးဟာဒဏ်ရာနာတရားဖြစ်သွားခဲ့ပါဘူးဒီလိုမင်းလာပွဲနေ့မှာစကူတာပေါ်ကပြုတ်ကျတဲ့ဖြစ်ပျက်ကိုဘယ်သူကမှမလို့ချင်းကြပေမဲ့သူတို့နှစ်ဦးကတော့ရေးမမောနဲ့ပြီးဆုံးသွားခဲ့ပါရီနံပါတ်3ရေကန်လေးကိုပြုတ်ကျသွားတဲ့လက်တလက်စော့ ဇနီးမောင်နဲ့တတွဲရဲ့မိင်္ဂလာပွဲနေ့မှာသူတို့သားဖြစ်သူဟာသူတို့သမီးနဲ့လက်ထက်လက်ဆုပ်ကိုကင်ထားရင်မတော်တဆရေကန်နဲ့ပြုတ်ကျသွားပါတယ်။အခုလိုလှပတဲ့ရေကန်ကြီးပဲမှာလှုပ်တဲ့မိင်္ဂလာပွဲမှာအခုလိုဖြစ်သွားခဲ့ရတာပါ။ အန်ဒရူးဟာသူ့ရဲ့သူတို့သမီးမာလီနဲ့လက်စွပ်လေးပြီးတော့စွပ်ပြီးတော့ပြင်ချိန်မှာစိတ်လှုပ်ရှားစွာနဲ့သူ့ရဲ့ကတိကနေလက်စွပ်ကိုထိုင်လိုက်ပါရီ။ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတာဘယ်သူမှမသိလိုက်ခင်မှာပဲသူတို့ရဲ့ချစ်တင်ခဲ့တာလက်စွပ်လေးဟာစက်မြင့်ကြားတဲ့ကနေရေထဲကိုပြုတ်ကျသွားပါရီ။အန်ဒရူးဟာဒူးကိုထောက်လိုက်ပြီးလက်စွပ်ဘေကိုကျသွားလေစက်မြင့်ကြားတဲ့ကနေချောင်းကြည့်ပါရီ။ ကံကောင်းထောက်မှစွာနဲ့လက်စွပ်ဟာရေမျက်နှာအပြင်ကနေငါးဘီကွာမှာရှိတဲ့ကြောက်ဆောင်တစ်ခုပေါ်မှာတင်နေတာတွေ့ရပါတယ်။အန်တူဟာရေငုပ်ပြီးတော့ပြန်ယူဖို့စူးစမ်းခဲ့ပေမယ့်ဖုံးတော်ကြီးတွေဟာရေရေရှမ်းအေးနေတာကြောင့်ဆေးပြမယူဖို့ဝင်ကြပါတယ်။ မင်းလာခန္ဓာကိုလက်ဆုပ်မရှိဘဲနဲ့ဆက်လုပ်ခဲ့ပါရီ။ဒါပေမဲ့မာလီဟာသူမစီကလက်ဆုပ်ကိုအန်ဒူးလက်ထင်းဆုပ်ပေးခင်မှာနောက်ပြန်ပြီးတော့ရှေ့တဲကိုပစ်ချလိုက်ပါရီ။ဒီလိုနဲ့မင်းလာဘွဲကတော့ပျက်ပျောက်ရွှေရွှေမေးပြီးဆုံးသွားခဲ့ပါရီ။နောက်တနေ့မှာတော့အက်ဒီတာရွှန်းချင်ရင်ကုန်သမားတယောက်ရဲ့ကိုကြီးနဲ့သူတို့လက်ဆုပ်တွေကိုပြန်လည်ရှာအောင်နိုင်ခဲ့ပါရီ။နမလေးတဲမုံနိုင်ချာကမင်းလာဘွဲမင်းလာဘွဲတွေဟာဘဝရဲ့ရှေးပါတွေမှတ်တိုင်နေပါဒါပေမဲ့ကဲရည်များဒီလိုနေမှာယာတီဥဒုကကိုယ်ပဲမရှိနေခဲ့ရင်ရောအာရီဇိုနာပြည်နယ်က ဂက်စ်နဲ့ဂျနီဖာလူနာတို့ဇနီးမောင်နှံကတော့2017ခုနှစ်တုန်းကကျင်းပခဲ့တဲ့သူတို့ရဲ့မိန်းကလေးပွဲမှာမမျှော်လင့်ထားတဲ့တခုဖြစ်ပွားခဲ့ပါတယ်။အခမ်းအနားစတင်နေပြီးအရာအလုံးစီစဉ်ထားတဲ့အတိုင်းရှိနေစမှာပဲ။ကြီးပါရီဖုံမုံနိုင်ကြီးတိုက်ခတ်လာပါတော့တယ်။ထူထဲတဲ့ဖုံနေရန်ကြီးဟာသူတို့စီကိုဥတီရွှေလျားလာပါတော့တယ်။သူတို့သားဟာစိတ်ပူသွားခဲ့ပြီးအခမ်းအနားကိုခက်မြန်မြန်လေးပဲလှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါ့အပြင်သူတို့ဇနီးမောင်နှံဟာတိမ်မုံနိုင်ကြတဲ့မှာပဲမိန်းကလေးပွဲကိုလှုပ်လိုက်ရှာပါတယ်။ အခက်အခဲတွေကြားထဲမှာ gas ကအထီးကိုကင်ထားပြီးကားဖို့ကြိုးစားပါတယ်။ပျပျော်နေတတ်တဲ့ Jennifer ကတော့ဒီအခြေအနေကိုကြည့်ပြီးရရှင်နေခဲ့ပါတယ်။သူတို့ရဲ့ပထမဆုံးနှန်းကိုတော့တဲမုံနေကြားမှာတွေ့ကြုံခဲ့ရပါတယ်။ဒီတဲမုံနိုင်ဟာမမေ့နိုင်စရာမင်္ဂလာပွဲလေးဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။နံပါတ်5မင်္ဂလာပွဲနေ့မှာဘောင်းမီကျွတ်ကြတဲ့သူတို့သာဒီလိုသားဆိတ်လို့ရှာစွာနဲ့လက်စစ်ကိုထုတ်ဖို့ပြင်နေချိန်မှာပဲရည်စရာကောင်းတဲ့ဖြစ်ပျက်တစ်ခုဖြစ်သွားခဲ့ပါရဲ့ သူမမကသူဒူကောင်းထီကိုမှရုတ်တရက်ရှော့ကြသွားပြီးအောက်ကမောင်မီကြီးကိုထင်းသားမြင်လိုက်ရပါတယ်။သူတို့သမီးရောဖုန်းတော်ကြီးပြင်ဧည့်သည်ပြိသက်တွေများရှိမှဖြစ်သွားကြတာပါ။ဒါတကယ်ရေးကြီးတဲ့လက်စွပ်လေရမယ့်အချိန်ကိုဟာတာရှုတစ်ခုဖြစ်သွားအောင်ပြောင်းလဲလိုက်တာပါပဲ။ဖုန်းတော်ကြီးပါဝင်ကြည့်နေကြတဲ့ဧည့်ပြိသက်တွေကလည်းဝိုင်းရကြပါတယ်။စစ်တေဝတ်စုံဝတ်ဆင်ထားကြတဲ့သူတို့သမီးရှန်လေးကလည်းရှီဆုံးတန်းကနေထိုင်ပြီးတော့ဝိုင်းရှိကြပါတယ်။ သူတို့သမီးကိုယ်တိုင်လည်းမျက်နာကိုတိတိမထားနိုင်တော့ပဲရှိလိုက်ပါတော့ရီသူတို့ရဲ့မင်္ဂလာပွဲတွေဟာတမင်ရိုးချအခြေအနေကနေလုံဝကိုရေးစရာကောင်းတဲ့ဟာတာရှိုးဖြစ်ပြောင်းသွားပါတော့ရီသူတို့သားအတွက်ကတော့ဘောင်းမီကျွတ်ကြတာဟာအစိုးရကကောင်းပါပဲသူကြောင့်လူတွေအားလုံးရှိမောပျော်ရှင်သွားကြပါရီပွဲပြီးမှတော့ဒါဟာအားလုံးတွေမမေ့နိုင်စရာမင်္ဂလာပွဲလေးဖြစ်သွားပါရီအခုပေါ်ပြပေးခဲ့တာကတော့ကင်မရာကနေဖမ်းယူထားမိတဲ့ ။တလေးဖြစ်စုံမင်္ဂလာဝဲဖြစ်ပျက်တွေအကြောင်းကိုစူးစိတင်ဆက်ပေးကြတာဖြစ်ပါတယ်။စိတ်မပူပါနဲ့ပရိသတ်ကြီးတို့လိုရည်စားမရှိတဲ့သူတွေကတော့ဒီဗီယိုလေးကလူတွေလိုမျိုးရှက်တကွဲဖြစ်မှာမဟုတ်ပါဘူး။အဆုံးထိတရှိပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။